မင်္ဂလာပါမျိုးတွေကျွန်မမဟုတ်မဟာသေးပါရှင်ဒီနေ့ပြောမယ့်ကောင်းစဉ်ကနှစ်ခုပါနံပါတ်1ဗလီဖွင့်တဲ့နောက်ဆက်တဲ့ကျိုးဆက်နံပါတ်2အင်းနေဝင်နေဘူးလေနံပါတ်1မတိတာတွေရခဲ့ကြအောင်ပိတ်ထားရတယ်ဗတိ2012ခုနှစ်မှာရခိုင်တားရင်လူမတိတာတွေကိုဘင်္ဂလီ၃កောင်ကမရင်းချင်းပစ္စည်းတွေလူရဲ့လူသက်အလောင်းဖြောက်တဲ့ကိစ္စနဲ့ပတ်သက်လို့ပြိပခဖြစ်ကြတယ်အဲ့ဒီအချိန်တုန်းကမောင်းတော်မျိုးမြို့မချာမီပလီမှာဝိပြုတ်ပြီးပြန်ထွက်လာတဲ့ဘင်္ဂလီလူအုပ်ကြီးက မောင်းတော်မြို့နယ်မှာရှိတဲ့ဘုံမူးကျေးရွာပါဝင်စုစုပေါင်းရခိုင်ရွာ15ရွာကိုမိရှို့ပြီးမိလောင်တိုက်သွင်းခဲ့တယ်။အဲ့ဒီမှာရှိတဲ့ရခိုင်တွေခွေးပြေးဝက်ပြေးပြေးခဲ့ရတယ်။အဲ့ဒီကနေစလိုက်တဲ့ပြိပက္ခကရခိုင်တပီနယ်လုံးဖြစ်သွားတယ်။ဒါကြောင့်မလို့အဲ့ဒီမောင်းတော်မြို့မြို့မခြားမေပလီကိုတမရဦးသိန်းစိုးရကနေပြီးတော့လက်ရှိနာဆာကအစိုးရတပ်မတော်အစိုးရလက်ထက်တိခေဆက်ဆက်ပိတ်ခဲ့တာကိုထုံးမြန်နိုင်ကပြန်ဖွဲ့ပေးလိုက်တယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်မဝန်ဖန်ထောက်ပြခဲ့တယ်။ဗီဒီယိုဖိုင်2ခုတင်ထားတယ်။ပထမတစ်ခုကဒီ7နှစ်ကြာပိတ်ထားတဲ့ဒီမောင်းတော့ပလီနဲ့ဆယ်လင်းမျိုးကဆင်ဖြူကျုံးပလီ။ဆယ်လင်းဆင်ဖြူကျိုးပလီဆိုလို့ရှိရင်လည်းဒီလိုပဲ။ အာအုတ်ချက်ကုန်ကြီးပါသူဗမာအမျိုးသမီးတယောက်ကိုဝမ်းစားသုံးကောင်ကကားတင်ပြီးပြီးတော့မတင်းတင်ပြီးတော့အလောင်းဖြောက်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြိပကဖြစ်တဲ့ဖြစ်တဲ့အတွက်အဲ့ဒီဆင်းလင်းဟာဆင်ဖြူကျိုးပလီကိုအပိတ်ခံထားရတယ်ပိတ်ထားတယ်ဆင်းနစ်ကြောကြပိတ်ထားတဲ့ပလီကိုဒေါ်စုကြီးဆိုတာကဖွင့်ပေးလိုက်တယ်အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်မပြောထားတာရှိရဲ့နောက်တစ်ခုကလူသားလှိုင်းလုံးနဲ့ကျူးကျော်ခြင်းအန်တီရဲဆိုတဲ့အကြောင်းကိုပြောထားတယ် တတော်မှာတင်တာအဖြတ်ခံရလို့ YouTube မှာတင်ထားတယ်။နားဆောင်တင်တဲ့လူတွေရှိရင် YouTube ကိုပြန်သွားရှာပြီးနားထောင်လို့ရတယ်။ဆိုတော့ جماعه အဲ့ဒီလိုပြောခဲ့တဲ့အချိန်တုန်းကလူဖြစ်ဖို့ပြား60လိုနေတဲ့ဘုံကျုံအမျိုးရုပ်ငစီကဘောမာတွေကလောင်းနေတာဘိုးကျုံထုံးမြင့်နိုင်ကတကွဲပြလိုက်ပြီ။ဘိုးကျုံထုံးမြင့်နိုင်တကွဲပြလိုက်ပြီဆိုတော့ဟောင်းစီလူဖြစ်ဖို့ပြား60လိုနေတဲ့ကောင်ထုံးမြင့်နိုင်ပြလိုက်တဲ့အကွက်ကအခုလက်ရှိဘင်္ဂလားဒေ့ရှ်စစ်တကောင်မှာရှစ်တန်းကျောင်းသူ ရခိုင်တိုင်းရင်းသူ၁၂နှစ်ရွယ်ရှစ်တန်းကျောင်းသူကိုဘင်္ဂလီဒီလူသက်မိုင်းကျင်လူသက်အလောင်းဖြောက်လိုက်တဲ့အကွက်လားလက်ရှိဘင်္ဂလားဒေ့ရှ်စစ်တကောင်မှဆန္ဒပြနေတဲ့အတွက်ရခိုင်တိုင်းရင်းသားတွေထိခိုက်ဒဏ်ရာရအိမ်နေမိရှုခံရဆိုင်နေမိရှုခံရတဲ့အကွက်လားဗလီဖွင့်လိုက်တဲ့နောက်ဆက်တဲ့အကျိုးဆက်ထိုးမြက်နိုင်ကတကွက်ပြလိုက်ပြီးဆိုတဲ့ဘုံကျုံအမျိုးရုပ်တိတ်ခင်ဗျားတို့ဖြေခဲ့နောက်တစ်ခုကနေပြီးတော့မှဗလီဆောက်ခွင့်ပြည့်ရဲဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့အမြတ်သူငါးကြောင်းမှသဘောထားကွဲလင်းနေကြတယ် ဒီချိန်မှာပြောရဲဆိုရဲတဲ့လူတွေပြောဖို့ဆိုဖို့တာဝန်ရှိတဲ့လူတွေကပြောတင်ပြောထိုက်တဲ့ဇကားတီကိုပြောတင်ပြောထိုက်တဲ့အချိန်မှာထွက်မပြောပဲနှာစည်းနေတဲ့ယုံငယ်တွေဖြစ်နေကြရဲဆိုရင်ဒီလူတွေဟာအတိုင်းပြည်နယ်လူမျိုးကိုအမှန်တကယ်ချစ်ရလားဆိုတာကျမတို့စဉ်းစားဖို့လိုပါတယ်။ဟုတ်ပြီ။လက်ရှိနေပြောမှာပြင်ဆောက်ခံပေးကိစ္စနာပတ်သက်ပြီးတော့ကိုယ်ရင်းနေဝင်ပြောတယ်။ရုပ်သက်ပိုင်းတွေတွေ့ရတယ် ။ဘာသာမတူအယူခြားလဲမူမပွားဘဲနဲ့အတူရှင်တွဲနေထိုင်ကြမယ်ဆိုပြီးတော့ခွဲကြီးပုံအခြေခံဥပဒေပါအကြောင်းအရာတွေပြောသွားတယ်။အဲ့ဒီလိုဘာသာမတူအယူခြားလဲမူမပွားဘဲနဲ့အတူရှင်တွဲနေထိုင်မယ်ဆိုပြီးနေခဲ့လို့လက်ရှိ UK မှာဘာတွေဖြစ်နေလဲလက်ရှိ UK မှာဘယ်လိုဆန္ဒပြနေလဲလက်ရှိ UK မှာဝင်ကြီးချုပ်ကိုယ်တိုင်ဘယ်လိုမောင်းထုတ်ခံရသလဲကဘာပက်နေတဲ့ကိုကြီးနေဝင်ကပူတိပါလိမ့်မယ် UK လို့ဖွင့်ပြပြီးနိုင်ငံကြီး UK လိုနိုင်ငံကြီးတောင်မှာအဲ့ဒီလိုမျိုးပြိပက္ခကိုကြုံရရင်ကျမတို့နိုင်ငံငယ်လေးမှာဘယ်လောက်ထိအန်တီရဲ့ကြီးလဲကိုယ်ရေးနေဝင်ပညာတတ်တာစဉ်းစားနိုင်ပါလိမ့်မယ်။ကျမတို့ကတမရော်တီမျိုးသားရေးကိုဘယ်တော့မှသစ္စာမဖောက်လို့ကျမတို့ရှုံးကြည့်တယ်။ဒါကြောင့်မလို့တမရော်ကောင်းဆောင်ဦးနေဝင်ရဲ့မြေးဖြစ်တဲ့အင်းနေဝင်တီလည်းပဲအမျိုးသားရေးကိုဘယ်တော့မှသစ္စာမဖောက်ဖို့မျှော်လင့်ပါတယ်။နောက်တစ်ခုကိုယ်ရေးနေဝင်ပြောသွားသေးတယ်။ ဖျားရှင်လက်ထက်တုန်းကလည်းဘာသာထားတွေရှိတာပဲတဲ့ဒါပေမဲ့ဖျားရှင်ကတဲ့တခြားဘာသာတွေကိုတိုက်ခတ်ရမယ်လို့မပြောခဲ့ဘူးတဲ့တခြားဘာသာတွေကိုဒုက္ခပေးရမယ်လို့မပြောခဲ့ဘူးတဲ့ဟုတ်ပါတယ်တခြားဘာသာကိုဒုက္ခပေးရမယ်လို့တိုက်ခတ်ရမယ်လို့ဖျားရှင်ကမဟောခဲ့ပါဘူးဒါပေမဲ့ကိုယ့်ဘာသာကိုကာကွယ်ရမယ်လို့ဖျားရှင်ဟောခဲ့ပါတယ်ဖျားရှင်ကိုယ်တိုင်ကကိုယ့်ဘာသာကိုကာကွယ်ဖို့ကြိုးစားခဲ့ပါတယ်ကိုယ်ရင်းနေဝင်ကခေပညာတတ်ပေမဲ့ဘာသာရေးအတိအာနဲ့တည်တယ်ဆိုရင်ထုတ်မပြောပါနဲ့ ။ဘာသာရေးလူမျိုးရေးတိတ်ကိုအကဲဆက်တဲ့အတွက်ခေတ်ပညာရေးဘလောက်တက်တယ်ဘာသာရေးဘူးတူတာအားနိုင်တယ်ဆိုရင်ခင်ဗျားလိုင်းမောင်းမှာတက်ပြီးတော့အခုလိုမျိုးထိလွယ်ရှာလဲတဲ့စကားလုံးတွေကိုဆင်ခြင်သက်ပါတယ်။အခုလက်ရှိနေပြည်တော်မှာဗလီစောက်ခွင့်ပေးဤမပေးဤဆိုတဲ့ကိစ္စအငင်းပွားကြတဲ့ကိစ္စကတခြားဘာသာကိုတိုက်ခိုက်နေတာမဟုတ်ပါဘူး။တခြားဘာသာကိုဒုက္ခပေးနေတာမဟုတ်ပါဘူး။ကိုယ့်ဘာသာကိုကာကွယ်နေတာဖြစ်တယ်။ဘုရားရှင် ကိုတော်တိုင်ကဇေဒဝန်ကျောင်းတော်ကြီးရဲ့အနေမှာ ဘာသာခြား provide တွေကမြေကွက်ဝယ်ပြီးတော့သူတို့ចောင်းဆောက်ကိုជួសាကြတယ်။အဲ့ဒီအချိန်မှာမြတ်စွာဘုရားရှင်ဒေဝံចောင်းတော်မှာတရင်တုံးတယ်။ဘုရားចောင်းတော်သည်အင်မတန်မှတိတ်ဆိတ်ငြိမ့်သက်တယ်။ဘုရားရှင်သည်တိတ်ဆိတ်ငြိမ့်တဲ့ခြင်းကိုမျက်နှာတွေ့တယ်။သို့တော်ဘာသာခြားတွေကအင်မတန်စူးညံ့နေတယ်။လက်ရှိချိန်မှာလည်းပဲ PhD prepare စာသင်တိုက်တွေမှာ စာသင်စာချတဲ့အချိန်ကလွဲလို့ကျန်တဲ့ချိန်တွေမှာငြိမ့်နေပေမဲ့တိတ်ဆိတ်ငြိမ့်ချက်အေးချမ်းနေပေမဲ့ ဗလီတွေမှာသွားကြည့်ပါမိုးလင့်တာနဲ့မိုက်ကြီးနဲ့မကြားချင်းလည်းကြားချင်းအော်နေကြပါတယ်ဆိုတော့ဘုရားရှင်ရဲ့လက်ထက်ကနော်ဇေတုံဝကျောင်းတော်ရဲ့အနီးမှာဘေးချင်းကပ်ရက်မှာပရပိုက်ဘာသာခြားပရပိုက်တွေကမြေကွက်ဝယ်ခဲ့တယ်ဒီမြေကွက်ဝယ်ဖို့အတွက်ကောသလဘရင်ကိုလက်ထိုးပြီးတော့မြေကွက်ကိုဝယ်တယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားရှင်ကိုယ်တိုင်ကနော်ပညာရမှာအေတတဲရတော်မူသောရှင်သာရိပုတ္တရာမထေရမြတ်ကိုဘရင်နန်းတော်ကို ကြွစီပြီးတော့เนาะဒီမှာဘာသာခြား provide တွေចောင်းសောက်ခွေမပြီးဘို့មេត្តាရက်ခံခိုင်းနေဒါဗိမဲ့ဒီဘာသာခြား provide တွေရှိကလက်ငွေယူထားတဲ့កောတလမင်းကရှင်းတိုင်းဘုရားမထေရကြီးကိုထွက်မတွေ့ပဲနဲ့ရှောင်းနေတယ်ဒါကြောင့်မလို့ဘုရားရှင်ကိုတော်တိုင်းနန်းတော်ထိကြွပြီးတော့ဘလူဆက်ကိုဟောကြခဲ့တယ် ်နော်အာဒီနေရာမှာစာပေပြည့်ရကိုကြမ်းကန်ဒီကိုနှံ့ဆက်တော်မူသောတန်ဃာတော်ရှင်သူမြတ်နော်တာသနာအာဇာရီအနေနဲ့ကအခု950နိဘတ်ဒေါ်လာဇန်နိဘတ်အကြောင်းအရာကိုအကျေတဝန်နော်ဖော်ပြပေးဖို့အကျေတဝန်ဟောကြားပေးဖို့တပြည့်တော်ပြောင်းလဲပါတယ်ရှင်များတို့လက်ရှိအချိန်မှာဘုရားရှင်ကိုရိုတိုင်းကအဲ့ဒီလိုကောက်ွယ်ခဲ့တယ်ဆိုတာကိုစာပေကျမ်းဂန်နှိစက်တော်မူသောသာသနာအာဇာနည်များဖွင့်ရနှုတ်ကပေးကြပါဗျာဒီလိုရိုသေးစွာခြေစုံခိုက်ပါတယ် ဆိုတော့ကျွန်မမမတို့မာသိလေးလာမိတဲ့လောက်အဲ့ဒီမှာဖျားရှင်ကိုရော်ရယ်ကကောသလမင်းကို950ဇန်နီဘတ်ဒေါ်လာဘတ်ဒုဆက်เนาะတစ်တပင်ကိုအကြောင်းပြုပြီးရသေးတယ်အာတဘောရာကွဲလဲကြပြဿနာများကြစိတ်ဝင်ခွဲကြတဲ့အချိန်နဲ့ဇက်ကိုခေါ်ကြတော့မခဲ့တယ်။အဲဒါကြောင့်မို့လို့ကောသလမင်းကြီးကိုယ်တိုင်ကအဲဒီ black byte တွေကိုဘာသာခြား property တွေကိုရောင်းထားတဲ့မြေကွက်ကိုပြန်သိမ်းပြီးတော့ရာဇကာယာမအန်ဒီရှိတဲ့ကျောင်းတော်ကြီးဆောက်လုပ်လှူဒန်းခဲ့ပါတယ်။ ်ဈေးတွန်းအကြောင်းရဲ့အနည်းမှာ နော်ဘရင်တဲတဲ့အကြောင်းဘရင်လှူဒန်းတဲ့အကြောင်းလို့အမည်ရတယ်ရာဇကာရာမအကြောင်းတော်ကြီးဆောက်လို့လှူဒန်းခဲ့ပါတယ်ဆိုတော့မြတ်စွာဘုရားရှင်လက်ထက်ဖခင်ရှင်ကိုလိုတိုင်းကကိုယ်ဤနေဝင်ပြောသူတို့တခြားဘာသာတွေကိုတိုက်ခတ်ရမယ်လို့မဟုတ်ဘူးတခြားဘာသာတွေဒုက္ခပေးရမယ်လို့မဟုတ်ဘူးသို့တော်ဘုရားရှင်ကိုလိုတိုင်းကကိုယ်ဘာသာကိုကာကွယ်ခဲ့တယ်ဈေးတွန်းအကြောင်းရဲ့အနည်းမှာပရပိုက်တီမြေကွက်ဝဲပြီးအကြောင်းဆောက်ကိုကြိုးစားတာကိုဘုရားရှင်ကိုလိုတိုင်းက ကန့်ကွက်ခဲ့တယ်ဖျားရှင်ကိုရောကိုင်းတားဆီးခဲ့တယ်။ဒါအကြောင်းမို့လို့ဘာသာကိုလင်းစေ꿰စေနိုင်တဲ့လူကတိုင်းပြည်ရုပ်ချုပ်တဲ့ဘရင်။တိုင်းပြည်မှာရှိနေတဲ့เนาะသာသနာအဲဒီဘာသာရေးကောင်းဆောင်နေဗုဒ္ဓဘာသာဝင်တွေကဘယ်တော့ပဲစူးစမ်းကြပါစေဒီဘာသာကိုလင်းစီ꿰သေးတဲ့လူကနိုင်ငံကိုအုတ်ချုပ်တဲ့အုတ်ချုပ်သူအစိုးရမင်းနေတာဖြစ်နေဒါကြောင့်မို့လို့เนาะဘာသာလင်းစီ꿰စေသူ ကောသလမင်းကနေပြီးတော့အဲ့ဒီဘာသာခြားတဲ့မြေကွက်ကိုမရောင်းတော့ဘဲနဲ့ရဇကရာမကျောင်းတော်ကြီးတိစောက်ခဲ့ပါရတယ်။ဆိုတော့ကျမတို့ကလက်ရှိချိန်မှာကျမတို့ကတမရော်ကိုချစ်တယ်။တမရော်ကမျိုးသားရေးကိုဘယ်တော့မှသစ္စာမဖောက်ဘူးလို့ယုံကြည်တယ်။ဒါကြောင့်တမရော်ခေါင်းဆောင်ဖြစ်တဲ့လက်ရှိတမရော်တမရော်ရဲ့ခေါင်းဆောင်တချို့နိုင်ငံတော်တမရော် เนาะနိုင်ငံတော်ယာယီတမနာနိုင်ငံတော်ဝန်ကြီးချုပ်ကိုလည်းပဲဘာသာကိုလင်းစေတဲ့ခေါင်းဆောင်ပဲကျမတို့ဖြစ်စေချင်ပါတယ်ဘာသာကိုလင်းစေတဲ့ခေါင်းဆောင်ပဲဖြစ်အောင်ကြိုးစားပေးဖို့ကျမတို့မျှော်လင့်ပါတယ်ဆိုတော့ဒီလိုမျိုးဘုရားဇန်နီဘက်တော်ဘာသာရေးအကြောင်းအရာတွေကိုနှက်ဆက်တည်ထောင်အောင်မတိဘဲနဲ့ကိုအေးနေဝင်အနေနဲ့ကအကဲဆက်တဲ့ဇာတ်ရည်ကိုမပြောပါနဲ့နောက်ဆုံးကတော့ဘူးလက် ဆိုတော့အခုနေပြီးတော့ဗလီနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ရှင်တို့ကျမတို့အငင်းပွားနေကြတယ်ဒီစိတ်ကလေးချက်ချင်းရလိုက်တော့ဘူးလဲဥလားဆိုပြောထားပါတယ်နေပြီးတော့မှဗလီဆောက်ခင်နဲ့ပတ်သက်လို့သူစီပင်ကားတဲ့တောင်ဝင်ရှိရဲ့လူကြီးမင်းနဲ့เนาะစီပင်ကားတောင်ဝင်ရှိရဲ့လူကိုမေးကြည့်တဲ့အခါမှာနေပြီးတော့မှဗလီဆောက်ဖို့ခွင့်တောင်းထားတာမရှိသလိုခွင့်ပြုထားတာလည်းမရှိပါဘူး ထပ်ပြောမယ်နေပြည်တော်မှာဗလီဆောင်မဲ့ကိစ္စနဲ့ပတ်သက်လို့ကောလာဟာလာနဲ့ပတ်သက်လို့ဘူးလဲဦးလာဆွေကိုယ်တိုင်ပြောကြားထားတယ်စီပင်ကတာဝန်ရှိရသူသူမေးတဲ့အခါမှာခွင့်တောင်းထားတာလည်းမရှိဘူးခွင့်ပြုထားတာလည်းမရှိဘူးလို့ဖြေသွားပါတယ်ဆိုတော့ဒီကိစ္စကိုခင်ဗျားတို့ရှင်းရှင်းလင်းလင်းသိပြီလို့ထင်ပါတယ်နေပြည်တော်မှာတဲ့ဟွန်းအာဗလီဆောင်မလို့ကျွန်တော်မေးကြည့်တယ်ဟိုစီပင်သားရာကောမဒီတာဝန်ရှိရပေါ့ဘယ်နာလီမှာ ဘယ်နေရာမှာဘာစောက်လို့ခွင့်မတင်ထားတာလည်းမရှိဘူးခွင့်ပြုထားတာလည်းမရှိဘူး